မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇော်လိုက်လ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့နေပြည်တော်အီလာလေဓာတ်ကို short tight ဒုံးများနဲ့ပစ်ခတ်ရမှာ drone ထားရှိရာဂူရောင်ပြိုကျပြီးတော့အရာရှိ3ဦးနဲ့တပ်သား15ဦးထပ်မံတေဆုံသွားခဲ့တဲ့အတွက်စုစုပေါင်းတေဆုံသူအရေအတွက်ဟာ34ဦးအထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအပြစ်မဲ့တဲ့ပြည်သူတွေကိုတပ်ဖြတ်ရန်အချိန်မြင့်ပြီးတော့အုံပြုတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီကထပ်မံဝေယူထားတဲ့ ဒရုန်းများကိုပြောင်းရွှေ့နေရင်းနဲ့ကိုယ်တော်ပြိုကျတဲ့အတွက်အရာရှိ၃ဦးနဲ့ရဲဘော်၁၅ဦးထပ်မံတိုက်ဆုံခဲ့ကြောင်းသိရှိရပါတယ်။ဇူလိုင်လ၁၆ရက်နေ့မနက်၉နာရီအချိန်ကမှနေပြည်တော်အီလာလီဒတ်စခန်းကိုတိုက်ခိုက်မှုအတွင်ထိခိုက်မှုများနဲ့ပတ်သက်ပြီးတော့ကဏ္ဍဦးစုံစမ်းသိရှိချက်အရလေဒတ်အရာရှိ၄ဦးနဲ့လေဒတ်အခြားအဆင့်စစ်သည်၁၂ဦးတိုက်ဆုံခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အရာရှိ၃ဦးနဲ့ရဲဘော်၁၅ဦးတို့ဟာမနေ့ကကြေညာချက်မှပျောက်ဆုံးနေတယ်လို့ဖော်ပြထားပါတယ်။ဒါ့ပြင်ထပ်မံပြီးတော့ကြားသိရတဲ့သတင်းများအရာ drone ထားရှိရာဂိုဒေါင်ပြိုကျမှုကြောင့်အဲ့ဒီ15ဦးနဲ့ပျောက်ဆုံးနေတဲ့ဆိုတဲ့အရာရှိ3ဦးတို့ဟာတေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း အတွင်းသတင်းရင်းမြစ်များအရသိရှိရပါတယ်။ဒါကြောင့်အေလာလေးတဲ့စခန်းတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်ကတေဆုံးသူစုစုပေါင်း34ဦးအထိရှိသွားပြီဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင် short tight ဒုံထိမှန်ပြီးတော့အေလာလေးတဲ့မှာရှိတဲ့အစိမ့်ငွေဘုံပြင်ဆင်တဲ့ဂိုဒေါင်ယုံဟာလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကအခုနှစ်အစပိုင်းကစပြီးတော့ရှမ်းတောင်၊ကယင်ပြည်တောင်ပိုင်းတို့မှာအစိမ့်ငွေဓာတ်ူဘုံများကိုရက်ဆက်စွာအသုံးပြုလာပြီးတော့မကြသေးမီကရှမ်းမြောက်တိုက်ပွဲများမှာလည်းတွင်တွင်ကျယ်ကျယ်အသုံးပြုလာကြောင်းအထောက်ထားများနဲ့တကွတွေ့ရှိရပြီးတော့ပြည် ည်သူများနဲ့တော်လိုင်းအင်အားစုများအပေါ်ကိုအစိမ့်ဝေးဘုံပြစ်လွတ်ပြီးတော့အစုလိုက်အပြုံလိုက်မူးမေ့သွားတဲ့အချိန်ကြမှာစစ်ကောင်စီကလေးချောင်းဒါမှမဟုတ် drone များနဲ့ထိရောက်စွာဘုံကျဲတပ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်။ AP လ17ရက်နေ့က BWM ကစီမံတဲ့ AL Mission မှာတကြိမ် ဇူလိုင်လ16ရက်နေ့ကမရှင်မာဒဂျေ BWN နဲ့မဟာမိတ်အဖွဲ့များအနေနဲ့စစ်ကောင်စီရဲ့အစိမ့်ငွေဘုံဂူတောင်ယုံကိုထိခိုက်စေခဲ့တာဟာနှစ်ကြိမ်ရှိပြီဖြစ်ကြောင်းအတွင်းသတင်းရင်းမြစ်ရဲ့ပေးပို့ချက်များအရသိရပါတယ်စစ်ကောင်စီရဲ့လူတက်လက်နက်ဓာတ်ရုံဘုံအစိမ့်ဘုံများကိုအေလာ၄စိမ့်အတွင်းမှာတူလောင်ထားရုံပဲလားဒါမှမဟုတ်အေလာ၄စိမ့်အတွင်းမှာပဲထုတ်လုပ်နေတာလားဆိုတာကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်ပုံတွေဘာတွေကတော့ရဖို့ခက်ပါတယ်လောလောဆယ်အေလာ၄စိမ့်တာဝန်ခံကိုစစ်ကောင်စီကဖမ်းဆီးပြီးတော့ဆက်ဆေးနေတယ်လို့သိရတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် Brave Warriors for Myanmar BWM နဲ့မဟာမိတ်အဖွဲ့များကရဲဘော်များဟာအေလာလေတဲ့စခန်းကိုတိုက်ခိုက်ပြီးတဲ့နောက် ထားနေစခန်းအသီးသီးကိုဘေးကင်းလုံခြုံစွာပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့အတွက်အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းများဟာဝါရဖြန့်သတင်းအမှားများသာဖြစ်တယ်လို့သိရပါတယ်။အခုသူတို့ဖမ်းသွားတာကရှော့တိုက်တုံးပစ်တဲ့နေရာလို့ယူဆရတဲ့နေရာဝင်းကျင်ကရွာတွေကရွာသားတွေဖြစ်ပါတယ်။တချို့ကနွားเจ้าနေရင်တချို့ကမျက်ရိပ်နေရင်တောသူတောင်သားရိုးရိုးပြည်သူတွေကိုဝင်ဖမ်းသွားတာပါ။ကျွန်တော်တို့ရဲဘော်တွေအလုံးကတော့သူတို့ရဲ့ဌာနေစခန်းအသီးသီးကိုဘေးကင်းလုံခြုံစွာပြန်ရောက်နေပါပြီလို့ Brave Warriors for Myanmar BWM အခွဲ့ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထား ားပါတယ်အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတကာဥပဒေနောက်တမျိုးကိုထပ်မံချိုးဖောက်နေကြောင်းတပ်တွေနဲ့တကွတင်ပြရန်တာဝန်တည်တဲ့ပြည်သူများကလည်းကုညီစုံစမ်းပေးရန်တောင်းဆိုထားပါတယ် BWM အဖွဲ့ကလည်းတော်လှန်ရေးအတွက်အရေးကြီးတဲ့အချိန်မှာတာဝန်တည်စိတ်နဲ့အရေးပါတဲ့လေတပ်ကိုဖြုံမဲ့မစ်ရှင်များကိုပုံမော်ပြီးတော့စူးစမ်းလှုပ်ဆောင်ရန်အစွမ်းကုန်ဆက်လက်ကြိုးပမ်းမှာဖြစ်ပြီးတော့ပြည်သူများကလည်းဆက်လက်ပြီးတော့ဝန်ရံကြဖို့တောင်းဆိုထားတယ်လို့သိရပါတယ်တဆက်ထဲမှာလည်းမြောက်ပိုင်းအဖွဲ့ရဲ့1027စစ်စင်ရေးဒုတိယလှိုင်းကို အထူးကြိုဆိုကြောင်း Brave Warriors for Myanmar အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးဒေသပခုတ်ကူခရိုင်မြစ်ချေမြို့နယ်အောင်သာကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တပ်ဆွဲထားတဲ့နေရာကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဇူလိုင်လ18ရက်နေ့မနက်9:00နာရီမှာစတင်တိုက်ခိုက်ချေမှုန်းခဲ့ရာစစ်တုံးမှန်10ဦးနဲ့လက်နက်ခဲယမ်းအများအပြားကိုတင်းစီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီစီနင်းတိုက်ခိုက်မှုကိုမနက်9နာရီကစတင်တိုက်ခိုက်ခဲ့ပြီးတော့မနက်6နာရီခွဲအချိန်မှာတိုက်ပွဲပြီးဆုံးခဲ့ကြောင်းနဲ့ PLA တပ်ဖွဲ့က ချေမုံကြီးတပ်ဖွဲ့ချက်တောက်ရေးတပ်ဖွဲ့နဲ့ကာကဲတပ်ဖွဲ့တွေကိုခွဲပြီးတော့တိုက်ပွဲဖော်ဆောင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားကြာဆုံးမှုကိုမျက်မြင်တွေ့ရှိခဲ့ရကြောင်းနဲ့ G3 လေးလက်၊ကာပိုင်၃လက်၊ shotgun ၂လက်၊ Winchester ခါချိုးတက်လက်40မမ KI ထုတ်တက်လက်နဲ့ G3 ကြီပေါက်၉ခု၊ကာပိုင်ကြီပေါက်၅ခု၊ G3 ကြီ145တောင်း၊ကာပိုင်ကြီ89တောင်း တရောင်ထိုးကြီး83တောင်းလက်ပြပုံတစ်လုံးနဲ့မိုဘိုင်းဖုန်း၅လုံးတို့ကိုတင်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်တိုင်းစစ်ဒေသ PDO PDA ABSDF PRF BLY AR တောင်းအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ဖမ်းမိတဲ့စစ်တုံးပန်း၁၀ဦးကိုဗမာပြည်ကွန်မြူနတီပါတီရဲ့တုံ့ပန်း policy အတိုင်းကိုထိမ့်သိမ်းထားတယ်လို့ PLA အဖွဲ့ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့ပေါ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်စင်ကူးရဲစခန်းထဲမှာအချုပ်ကျနေတဲ့မြန်မာအမျိုးသမီးစတူဒီယိုဒေသန်ရှင်တတတာဟာအချုပ်ခန်းထဲကနေပြီးတော့လွတ်မြောက်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ ဇော်လိုက်လပထမပတ်အတွင်းကစင်ကူးမျိုးပေါ်မှာစတင်ပြစ်ခတ်တာတွေရှိလာတဲ့အချိန်စင်ကူးရဲစခန်းတွေကအချုပ်သားတွေကိုလက်ထိတ်ခတ်ပြီးတော့ AR မြစ်တဖက်ကန်ရွှေဘုံမျိုးနယ်မခောက်ရွာကပြူစောထီစခန်းကိုယာယီပုတ်ပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုအပုတ်ခံရတဲ့အချုပ်သားတွေထဲမှာကိုရီးကိုရာကိစ္စကြောင့်တရားစွဲခံရပြီးတော့စင်ကူးမျိုးမှာရဲစခန်းမှာအချုပ်ကျနေတဲ့မြန်မာတန်အမျိုးသမီးအဆိုတော်တတတာလည်းပါဝင်တယ်လို့သိရပါတယ်။စင်ကူးမှာတိုက်ပွဲနှစ်ကြိမ်ဖြစ်ပါတယ်။ပထမတစ်ကြိမ်ဖြစ်တော့ ျမတို့ကိုအချုပ်ကထုတ်ပြီးလက်ထိတ်ခက်မခောက်ရွာဘက်ကို9ရက်သွားထားပါတယ်9ရက်6ရက်လောက်အထိကိုလက်ထိတ်ဖြုတ်မပေးပါဘူးလက်ထိတ်ခက်ရက်နဲ့အိတ်ခက်ရတယ်ကျမနဲ့အတူအချုပ်သားမင်းကလေးတွေလည်းပါတယ်ယောက်ျားလေးက6ယောက်ပါတယ်လို့အဆိုတော်တသသကလူမှုကွန်ရက်မှာရေးသားထားပါတယ်အဲ့ဒီနောက်တပတ်ခန့်အကြာတသသအပါဝင်အချုပ်သားတွေကို စင်ကူးမြို့ကိုပြန်ပို့ခဲ့တယ်လို့သိရပါဗျ။ပြန်ပို့ပြီး၃ရက်မြောက်နေ့မှာတိုက်ပွဲထမှန်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာစင်ကူးရဲစခန်းကရဲတွေဟာအချုပ်သားတွေကိုတော့ခတ်ပြီးထွက်ပြေးသွားတယ်လို့တသတကဆိုပါတယ်။စင်ကူးအချုပ်ပြန်ရောက်လို့၃ရက်မြောက်နေ့မှာတိုက်ပွဲပြန်ဆဖြစ်တယ်။စင်ကူးရဲစခန်းကရဲတွေအကုန်ထွက်ပြေးကြတယ်။ကျမတို့အချုပ်သားတွေကိုတော့ခတ်ပြီးတော့ပစ်ထားခဲ့ပါတယ်။ထမင်း၂ရက်မစားရပါဘူး။လေရင်တွေဒုံးတွေနဲ့ဘုံကျဲတယ်။ ျမတို့အသက်ကိုပစ်ခတ်နေတဲ့ဂျားတွေကနေကျမမန်နေဂျာနဲ့အဖွဲ့အစည်းတချို့ကအချုပ်ခန်းတော့ကိုရိုက်ဖြတ်ပြီးတော့လာကယ်ပေးခဲ့တာပါလို့စင်ကူရဲစခန်းအချုပ်ကနေလွတ်မြောက်လာခဲ့တဲ့အဆိုတော်တတတာကလူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်။ဒါပေမဲ့အဆိုတော်တတတာဟာအချုပ်ဖောက်ပြီးထွက်ပြေးတာမဟုတ်ပဲစင်ကူရဲစခန်းကရဲတွေကအချုပ်သားတွေကိုတော့ခတ်ပြီးတော့ထွက်ပြေးသွားတာကြောင့်ကို့အသက်ရှင်တန်ရေးအတွက်ဘုံကျဲနေတဲ့ဂျားတွေကထွက်လာခဲ့ခြင်းသာဖြစ်ကြောင်းသူမကရေးသားထားပါတယ်။ကျမကိုတရားခံပြေးလို့ထင်မှဆိုးလို့သာတင်ပြရခြင်းဖြစ်ပါတယ်။ စင်ကူးရဲစခန်းတပ်ဖွဲ့ဝင်တွေဟာစင်ကူးရဲစခန်းနဲ့ကချုပ်ထားတဲ့အချုပ်သားတွေကိုတော့ခတ်ပစ်ထားခဲ့ပြီးတော့သူတို့ကအရင်ထွက်ပြေးခြင်းသာဖြစ်ပါတယ်လို့အစိုးရတပ်သားကရေးသားထားပါတယ်တပ်သားတို့အဖွဲ့တွေအချုပ်အပြင်ကိုရောက်တဲ့အခါမှာလဲစစ်ကောင်စီဘက်က drone နဲ့ရောလေယာဉ်နဲ့ပါလိုက်ပစ်တဲ့အတွားအဖွဲ့သားတယောက်ခြေောက်ထိသွားခဲ့တယ်လို့တသသားကပြောပါတယ်။လမ်းကြောပြန်ပွင့်တဲ့အခါတရားဥပဒေအရပြန်လဲရင်ဆိုင်မယ်လို့သူကပြောပါတယ်။ဒီအမှုနဲ့ပတ်သက်လို့ရောကျွန်မလမ်းတွေပြန်ဖွင့်တာနဲ့တရားဥပဒေအရရင်ဆိုင်ဖြည့်ရှင်းသွားမှာပါ။အခုသွားလို့ရရင်အခုသွားရင်ဆိုင်ပါတယ်ရှင့်။ဒါမှမဟုတ်ကျွန်မရှိတဲ့နေရာကိုလာဖမ်းမယ်ဆိုရင်လည်းကျွန်မအဖမ်းခံပါမယ်လို့တသသားကရေးသားထားပါတယ်။ဒါအပြင်သူ့ကိုတရားစွဲထားတဲ့စင်ကူတရားရုံးလည်းမရှိတော့တယ်လို့တပ်တေကံပြည်စည်းတွေလည်းမရှိတော့ဘူးလို့သူကဆိုပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့တိုက်ပွဲတွေကြောင့်ပျက်စီးသွားတယ်လို့သူကပြောပါတယ်စင်ကူးမြို့နယ်အတွင်းမှာမန္တလေး PDF နဲ့ပူးပေါင်းတပ်ဖွဲ့တွေကရွှေပြည်ရဲစခန်း၊လက်ပံလှရဲစခန်း၊ကြည်တော့ပေါက်တပ်စခန်း၊ကံတောင်တပ်စခန်းနဲ့ပင်လယ်ကြီးတပ်စခန်းများအပါအဝင်တပ်စခန်းပေါင်းသိမ့်ပိုက်မှု၁၁ခုအထိသိမ့်ပိုက်ရရှိထားပြီဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာလည်းစင်ကူးမြို့ကိုသိမ့်ပိုက်လိုက်ပြီလို့သတင်းတွေထွက်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်တွင်းမရွာပြူစောတိစက္ကန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာခဲရနဲ့ရိတ်ခါများတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ18ရက်နေ့မနက်2နာရီခန့်မှာတကြိမ်မနက်9နာရီခန့်မှာတကြိမ်တွင်းမရွာပြူစောတိစက္ကန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားနဲ့ပြူစောတိများထိခိုက်ဒေဆုံးမှုများစွာနဲ့ တွင်းမရွာအတွင်းကိုပြန်ဝင်သွားကြတယ်လို့သိရပါတယ်အခုလုံအကြမ်းတ်စစ်သားနဲ့ပြူစောတိများပြန်ဝင်သွားပြီးတဲ့နောက်မှာတိုက်ပွဲဖြစ်ပွားရာနေရာကိုနယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန် RPG 7အဖူး9ဖူးပို့ရန်10တောင်း60မမ2ဖူးကာပိုင်ကြီးအတောက်1500တောင်းတော်ပီတိုရန်အချောင်း66ဆန်88ဖုန်းနှလုံးနဲ့စေးပျက်စီအစုံတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါးတော်လိုက်တပ်ဖွဲ့ဝင်များအထိကိတစုံတရာမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ခိုက်မှုကိုပကဖအမှတ်1တိုင်ရင် ပခုတ်ကူခရအမှတ်နှစ်တရင်မြိုင်ပကဖတက်ခွဲတက်တက်ခွဲနှစ်ဂလုံမြိုင် warriors တက်ဖွဲ PDF ကံမကံမတပ်ပေါင်းစုနဲ့ KMDF ကံမတပ်ပေါင်းစုတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တက်ဖွဲ့ဝင်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းတဲကုန်းမြို့နယ်မှာပြစ်ခတ်ခံရပြီးတော့တေဆုံသွားတဲ့ဓာသွေးကြောင့်အုပ်စုခြေရွာအုပ်ချုပ်ရေးမှုနေရာမှာအစားထိုးဝင်လာတဲ့အုပ်ချုပ်ရေးမှုအသက်ပြစ်ခတ်ခံရပြီးတော့ထပ်မံတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့ည9:00နာရီအချိန်ကမှဘကူတိုင်းပြည်ခရိုင်တဲကုန်းမြို့နယ်ဓာသွေးကြောင့်အုပ်စုကျွဲတဲ့ခြေရွာနေအုပ်ချုပ်ရေးမှုအသက် စိုးကြီးကိုပြည်ခိုင်ပြည်သူ့ကာကွယ်တပ်မတော်3631 PPDF တပ်ရင်းတပ်ခွဲ9ကသူ့ရဲ့နေအိမ်မှာတွားရောက်ပြီးတော့ပြစ်ခတ်ရှင်းလင်းရာနေရာမှာတင်ပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါဗါတယ်တေဆုံသွားတဲ့အုပ်ချုပ်ရေးမှုအသည့်စိုးကြီးဟာတော်လိုင်းတပ်များကပြစ်ခတ်မှုကြောင့်တေဆုံသွားတဲ့အုပ်ချုပ်ရေးမှုအဟောင်းကြော်ကြီးနေရာမှာအစားထိုးဝင်ရောက်လာသူဖြစ်တယ်လို့သိရပါဗါတယ်ဒါသွေးကြောင့်အုပ်စုခြေရွာအုပ်ချုပ်ရေးမှုကြော်ကြီးကိုတော်လိုင်းတပ်ဖွဲ့များကရှင်းလင်းခဲ့ပြီးတဲ့နောက်မှာယာအိမ်မှုစိုးကြီးကအုပ်ချုပ်ရေးမှုအသည့်ဖြစ်နေတာဝန်ယူခဲ့တယ်လို့သိရပါဗါတယ်စိုးကြီးကအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ စစ်မှုထမ်းဥပဒေနဲ့တပ်သားတဲ့များကိုစုဆောင်းပေးခြင်းပြည်သူနှောက်ဦးကိုလည်း PDF ထောက်ဖို့ဆိုပြီးတော့စစ်တပ်ထမ်းကိုတရင်ပေးပြီးတော့ဖမ်းဆီးခိုင်းရဲများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါတယ်။တော်လိုင်းတပ်ဖွဲ့များရဲ့တရင်များကိုထောက်လန်းပြီးတော့စစ်ကောင်စီထမ်းကိုပေးပို့နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်အခုလိုမျိုးရှင်းလင်းလိုက်ရခြင်းဖြစ်ကြောင်းပြည်ခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3631 PDF တရင်ကတရင်နဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြထားပါဗါတယ်။လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစစ်အာဏာရှင်တော်လန်ချိန်မုံရဲ့အတွက်စစ်ရဲအရှိန်မြင့်တင်လာပြီးဖြစ်တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ကြံရှိနေသေးတဲ့အုပ်ချုပ်ရေးမှူးများပြည်သူနဲ့ပူးပေါင်းပြီးတော့အ мян ဆုံးနှုတ်ထွက်ပေးကြပါရန်သတိပေးတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မြို့လကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်းစီတပ်သားနဲ့ပြူစောတီ၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဇူလိုင်လ၁၄ရက်နေ့မနက်ပိုင်းမှာရွှေဘုံမြို့နယ်အနောက်ချမ်းမှာရှိတဲ့စစ်သားနဲ့ပြူစောတီပူးပေါင်းအဖွဲ့ဟာမြို့လကျေးရွာဘက်ကိုဆုတ်ခွာလာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်သားနဲ့ပြူစောတီ၄ဦးသေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိကာဖယိုဖျဲနဲ့ထွက်ပြေးသွားကြတယ်လို့သိရပါပါတယ်။မြင်းစီ၊စင်အင်း၊ဂရုစိတ်ပြူစောတီရွာတွေကစစ်ခွေးနဲ့ပြူစောတီတွေပါ ရွှေဘုံမြို့နယ်အနီးဆုံးစခန်းတွေရှိတဲ့ဘက်ကိုဆုတ်လာတာစုစုပေါင်းအင်အားကတော့60လောက်ရှိမယ်အခုတော့ရွှေဘုံမြို့နယ်နီးတဲ့စစ်ခွေးပြူခွေးစခန်းတွေကိုရောက်သွားပြီလို့ယူဆရတယ်လို့ရွှေဘုံခရိုင်အမှတ်လေးတရင်ကကာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုရွှေဘုံခရိုင်အမှတ်လေးတရင်နဲ့အတူ DUGF Dragon Urban Guerrilla Force Fire Dragon PDF ခင်ဦးတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကမရှိအောင်မြင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုနေမြေရှင်းလင်းပြုလုပ်တဲ့အချိန်မှာစစ်အုံဆောင်ပြည်စည်းတချို့ကိုလည်းသိမ်းဆီးရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ချင်းပြည်နယ်ဖလန်းမြို့ခလာရ268တရင်ကဒုတက်ကျက်တူလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့ CNDF ထံမှလင်းဝင်ရောက်လာပြီးငွေကျပ်380ချိမြင့်ပေးခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ3ရက်နေ့မှာဖလန်းမျိုးအခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခလိုက်ရ268တိုင်ရင်ကဒုတက်ချက်မိုးဆက်ကလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့ CNDF ထံမှအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့ဒုတက်ချက်မိုးဆက်ဟာ MA4 တပ်နက်တလန်ကြီပေါက်၄ခုကြီးစံ120တောင်းနဲ့ 40မမဘုံဒီ14လုံးတို့ကိုယူဆောင်လာတဲ့အတွက်ကြောင့် CNDF ကစုငွေ380ချင်းမြင့်ပေးခဲ့ပြီးတော့လွတ်မြောက်နယ်မြေကိုပို့ဆောင်ပေးပြီးဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူဘက်ကိုပူးပေါင်းလိုတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ CNO CNDF ထံကိုအ мян ဆုံးဆက်သွယ်ပြီးတော့အလင်းဝင်ရောက်နိုင်တယ်လို့ CNO CNDF တပ်ဖွဲ့ကဖိတ်ခေါ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတဲ့တဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ